အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်နဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာ ီကနေ့မှာတော့မိန်ကလေးကို ပုံစံမပြောင်းအောင်လုပ်နေမြောင်းအိမ်ောင်တဲ့ရရောခိုးဆောင်သူတွေရောအတူတည်ချင်နေကြမယ်မိမကူခန္ဓာကိုပုံစံမပြတ်သွားအောင်လိမ့်ဆက်ဆန်းနေကြတင်ဆက်ပြီးခြင်းပါတယ်အဲ့ဒီအကြောင်းမပြောခင်အားလုံးသိထားတဲ့နဲ့ခြေပြားတွေအမြဲလိုလိုအေးနေရတဲ့အကြောင်းရင်းတွေကိုအရင်တင်ဆက်ပေးပါစေရှင်အဲ့ဒါပေးတာနဲ့စတိုင်မိန်ကလေးကိုပုံစံမပြောင်းအောင်လုပ်နေမြောင်းအိမ်ောင်တဲ့ရရော ကိုးစားသူတွေရောအတူတည်စေနေကြမယ်။မိမကိုခန္ဓာကိုပုံစံမပြတ်သွားအောင်လိမ့်ဆန်းဆန်းနေကြတင်ဆက်ပေးပါမို့။အဆောင်တိတ်ကြည့်ပေးကြပါနော်။ခြေပြားတွေအမြဲလိုလိုအေးနေရတဲ့အကြောင်းလေးပြ။ခြေထောက်တွေအေးနေရဆိုတော့အများအဖြစ်တော့တိတ်ဆွေးစရာမလိုတဲ့အခြေအနေတစ်ခုပါ။ရှားသည်ဥရောအေးလိုပဲဖြစ်ဖြစ်အေးရတဲ့ခုခုနဲ့အကြိုက်ထိတွေ့လိုပဲဖြစ်ဖြစ်ခြေထောက်တွေအေးနေတာမျိုးသုံးရနိုင်ပါတယ်။ စရကိုအေးစေတဲ့အကြောင်းရင်းလေးတွေမှာအများစုကအချိန်အကြာကြီးဖြစ်စေတာမျိုးမဟုတ်တလို့ခန္ဓာကိုယ်အတွက်အဲ့ဒီရဖြစ်စေနိုင်တာမျိုးတွေမဟုတ်ပါဘူးဒါပေမဲ့တစ္ဆဝအကြောင်းရင်းတွေကတော့ခန္ဓာကိုယ်အတွက်အဲ့ဒီရဖြစ်စေနိုင်တဲ့ယောဂတွေကြောင့်ဖြစ်နေနိုင်ပါတယ်စရတွေကိုအေးနေစေနိုင်တဲ့အကြောင်းရင်းတွေကတော့အများကြီးပဲရှိပါတယ်အများစုကတော့စိုးရိမ်စရာမလိုတဲ့အကြောင်းရင်းတွေဖြစ်တတ်ပါတယ်ဒါပေမဲ့ ဆရာတွေကိုအင်းဒီစေနာနဲ့အထောင်ရင်နေတဲ့ကမှခန္ဓာကိုယ်အတွက်အနေငယ်ဖြစ်စေနိုင်တဲ့အထောင်ရင်နေတဲ့ရှိနေပါတယ်။ဒါတွေကတော့သွေးနဲ့ပန်းမှုမကောင်းစေသွေးနဲ့ပန်းမှုမကောင်းတဲ့အခါခြေလက်တွေစီကိုသွေးရောက်တာနေသွားတဲ့အတွက်ခြေလက်တွေကိုပုံမှန်တိုင်တွေလျောင်းထိမထားနိုင်ပေသစ္စာခန္ဓာကိုအစိပ်ပိုင်းနေတဲ့ပိုပြီးအေးစနေစေတတ်ပါတယ်။ သွေးလည်ပန်းမှုမကောင်းတာဟာနှလုံးသင်အားနေတာကြောင့်ဖြစ်နိုင်တယ်လို့သွေးစောစင်ရောဂါကြောင့်လည်းဖြစ်နိုင်ပါတယ်။အထိုင်များတဲ့အလုံးလို့သူတွေဆေးစုရောဂါရှိသူတွေဆက်လက်တာသူတွေမှာတော့သွေးခဲပြီးပိန်နေတဲ့အတွက်ဆလောက်တွေအိပ်စက်ပြီးထုံစင်နေနိုင်တဲ့အနေရရှိပါတယ်။သွေးရနေရောဂါသွေးရည်ရောဂါရှိတဲ့သူတွေမှာလည်းဆရောက်တွေအိပ်စက်နေနေရှိပါတယ်။ဒါဟာဘာကြောင့်ဆို အပေါ်မှာပြောခဲ့တဲ့အတိုင်းသွေးနဲ့ပန်းဖို့မကောင်းလို့ပြရတာပါသွေးရောင်တွေယောဂါမှာဆိုရင်တော့သွေးနဲ့ဥတွေမလုံလောက်တဲ့အတွက်သွေးနဲ့ပန်းဖို့မကောင်းတာဖြစ်ပါတယ်စီစိုသွေးစိုယောဂါဒီယောဂါကြောင့်ဆရာတွေအေးဆက်စေနိုင်တာကိုအပေါ်မှာဖော်ပြခဲ့ပြီးပြီမဲ့လဲနောက်တစ်ခါထပ်ဖော်ပြပါလိမ့်မယ်ဖာကြဆိုဒီယောဂါနဲ့တွဲပြီးဆရာတွေထုတ်တဲ့အေးဆက်ကနောက်ပိုင်းမှာဆရာကိုထိတာတော့မသိတော့ပဲ ထိခိုက်မိပြီးအနာရဖြစ်တွင်းနေဖတ်မှုမရတဲ့အတွက်အနာကမဆက်ပဲပို့ပို့ဆိုလာပြီးနောက်ဆုံးခြေတော့ပုံပြီးဖြတ်ရတဲ့အထိဖြစ်တိုင်းလိုပါပဲအတော့ကိုဆိုရတဲ့အစီအလေးပါဒါပေမဲ့ဒီအစီအလေးမျိုးတွေဟာအခုခေတ်မှာမြန်မာနိုင်ငံမှာအများကြီးကြုံတွေ့ခံစားနေကြရပါတယ်သားရိုက်ဟော်မုန်းတန်နေခြင်းလဲပေးမှရှိတဲ့သားရိုက်လို့ခေါ်တဲ့ဂလင်တစ်ခုရှိပါတယ်ဒီဂလင်ကလည်း thyroid hormone တွေထုတ်လုပ်ပါတယ်။ဒီ hormone တွေကခန္ဓာကိုယ်ရဲ့ဇီဝကာမဖြစ်စဉ်ကို အထောက်အကူပြုပါတယ်။ hormone တွေထုတ်တာနေသွားတဲ့အခါခန္ဓာကိုယ်ရဲ့ဇီဝကာမဖြစ်စဉ်တွေနောက်နေလာပြီးသွေးလည်ပတ်မှုကိုအထောက်အကျဖြစ်စေကစလောက်တွေကိုအိပ်စက်နေစေပါတယ်။စလောက်အရာကိုဖြစ်စေတဲ့အကြောင်းအသားတွေကတော့သွေးစုံငယ်လေးတွေကျင်းတဲ့ရောဂါသွေးစုံတွေမှာအဆီများတဲ့ရောဂါစာရာတွေပြီး အာယုံကြောင်းတွေကိုထိခိုက်မိတာတွေကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။ဒါကြောင့်ခြေထောက်အေရာကိုဖြစ်စေတဲ့အကြောင်းရင်းတွေမှာစိုးရိမ်စရာမလိုတာတွေပါတယ်လို့စိတ်ကူတာမှုခံယူတဲ့အကြောင်းအရင်းတွေလည်းပါနေပါတယ်။ဒါကြောင့်မလိုအခြေအနေတွေဆုံးလာရင်စိတ်အောင်ဝင်တဲ့ပြသတိုင်းမရလို့ဆိုတော့သိဖို့လိုပါတယ်။တကယ်လို့ခြေထောက်တွေအေးစနေတတ်တာနဲ့လက်ဘဝခြေဘဝတွေမှာအနာဖြစ်တော်တော်မကျတော့ ပြင်ပမှန်မှန်မလုံရှားပဲနဲ့မောပန်းတုံချီနေတော့အဝါလုံးတော့ခဏခဏဖြားတော့အဆက်တွေနာကျဲကခဲတော့အရေပြောင်းမှအလိဆက်အနေွက်တွေအနေပြင်းတွေထွက်တော့စတဲ့လက္ခဏာတွေနဲ့တွေ့ဖြစ်ရင်တော့စိတ်ဟောင်းဝင်နေပြတာတိုင်းမင်းမင်းစိတ်ကူတာမှုသိစားခံယူတယ်မရခူတာရမှာတော့ခြေထောက်အရာကိုဖြစ်စေတဲ့အဆောင်ရပုံမှုတွေပဲခူတာတွေပြောင်းလဲသွားပါတယ်လှောက်ရှားမှုနယ်လို့ဖြစ်ရတာမျိုးဆိုရင်တော့ လင်းစင်ကမှန်မှန်လုတ်ခိုင်းတာမျိုးစီးရူသွေးချေကြောင့်ဖြစ်ရတာမျိုးဆိုရင်တော့စီးရူသွေးချေကိုအတိထားထိန်ခိုင်းတော့စမ်းမရည်နေညို့တဲ့စားသောက်နေထိုင်မှုပုံစံတိုင်းနေထိုင်စားသောက်ခိုင်းတော့သွေးရနေရောကသာရိုက်ဟော်မုန်တွေရောကစတာရီချောင်ဆိုရင်တော့ယောဂကိုသိစားစနေတကြကုသမှုခွင့်ယူတာကစလောက်အီရာကိုတသက်စေနိုင်ပါတယ်ဆက်လက်ပြီးတော့မိကလေးကို ပုံစံမပြောင်းလို့နေများ အိမ်တော်တွေရောကုဆောင်းသူတွေရောအထူးတည်ကြည်နေတာပဲမိမက်ကိုခန္ဓာကိုပုံစံမပြတ်တော့အောင်လိမ့်ဆက်ဆန်းပြီးများသောတင်ဆက်ပေးခြင်းပါတယ်ဖလောက်လို့လို့ရွှဲပြေမသွားပဲအပြုလေးလို့အမြဲလမ်းဆန်းနေသေးဖို့နေ့လယ်ခေါင်းမြောက်တင်ဆက်ပေးပါရစေရှင်လိမ့်ဆက်ဆန်းသားများလာရင် အပြုလေးတွေလို့တင်းရက်ကိတ်နေဖို့မလွယ်တော့ဘူးပေါ့ရှင်ဒါပေမဲ့ဒီလိုနေလမ်းလေးတွေတုံးပြီးဆက်ဆန်းပေးဆိုပုံစံသိမ့်မပြတ်ပဲ လှပတင်ရင် နေစီမှာပါရှင်ရိုးရိုးပုံစံရိုးရိုးလေးကနေစမိန်တော့ရိုးရိုးပုံစံလို့ပြောလိုက်တာနဲ့မိကလေးကအောက်ကနေအေးစစ်စစ်ပပရရလေးနေလို့ရတယ်လို့ထင်တယ်ပေါ့တကယ်တော့လေအောက်ကနေစီချင်ကြီးကြီးနဲ့ပြန်တော့ပြန်မောက်လုံးဝစိတ်ကြည်နေစရာကောင်းတဲ့လိမ့်ဆက်ဆန်းခြင်းပါတယ်နော်ဒါကဒါပါပြောချင်တာကနေ့ရက်စလုံးစီချင်ကြီးကြီးလှူရှာတဲ့ချိန်မှာအဲ့ဒီချိန်မှာ အမျိုးသားက ကောက်ပိုင်းကအားရီကိုအသုံးပြုရတယ်လို့အမျိုးသမီးကလည်းကောက်ပိုင်းအားရီကိုကောင်းကောင်းအသုံးပြုရတာမို့ဒီလိုဆက်ဆံတဲ့အနေထားကတင်မကိုခေါ်တင်နေလေတင်မနဲ့ဆက်တော့အတွက် ကောင်းလေးလေးပါပဲရှင်။နောက်တစ်နေ့ကတော့လေးပဲထားထားတဲ့ပုံစံဒီလိုလေးပဲထားပြီးအနောက်ကနေဆက်ဆံတဲ့ပုံစံကအမျိုးသမီးတွေရဲ့တင်မလာကိုတကယ်အထောက်အပံ့ဖြစ်စေတဲ့ပုံစံပါပဲ။တင်မကိုပို့ပြီးတင်ရွှေကစီပါရတဲ့ နောက်ပြီးနေဘက်ထောက်ထားရတဲ့အတွက်လက်အားကိုလည်းအသုံးပြုရတာကြောင့်လက်မသာတည်ရစေဖို့အတွက်လည်းအထောက်ကိုဖြစ်စေပါရယ်။ဒါပြင်နေဘက်မထောက်ဘဲအရွှေမှရှိတဲ့နေရန်ကိုလက်ထောက်ထားခရင်လည်းသူမရဲ့ပကုံသားတွေကိုပါအထောက်ကိုဖြစ်စေမှာပါ။ကဲနောက်တစ်နည်းကိုဆက်လေ့လာကြမယ်။အမျိုးသမီးကပေါ်မှာတက်ပြီးဆက်ဆံနေ။အမျိုးသမီးတွေအပေါ်ကနေတက်ပြီးဆက်ဆံတဲ့ပုံစံမို့ဒီပုံစံမှဆိုရင်တော့အမျိုးသမီးတွေက စလုံးတစ်ဖက်ကိုတစ်ဖက်စီမှာကွေချထားပြီးမိမိရဲ့လက်အင်္ကာတွေကိုအမျိုးသားအင်္ကာဝေအောင်ထည့်ပြီးထိုင်ထားလို့ဆက်ဆက်ရတော့မို့ပိုက်ရဲ့အောက်ပိုင်းအစီတွေကျဆင်းနေပြီးတင့်မဆုံကြွတာတွေကိုလည်းတမ်းမာစေပါတယ်။ဒါပြင်တကယ်လို့အမျိုးသမီးတွေကစလုံးတစ်ဖက်ကိုစောင့်ကြောက်ထိုင်ပြီးဆက်ဆံမယ်ဆိုရင်တော့ထိုင်တာလို့တည်းလို့ဖြစ်နေမှာမို့တင့်မတော့ပါကောင်းသွားစေပါတယ်ရှင်။စာပွဲပုံစံဆက်ဆံနေဒီဆက်ဆံနေကတော့အပေါ်ကကောင်းခဲတဲ့ဒုတိယထင်ရပါမယ်။ တကယ်တမ်းတော့မတူပါဘူးဖေးဆက်ဆံတဲ့ပုံစံမှာထိုင်နေတဲ့အမျိုးသားပေါ်အမျိုးသမီးကတရားပေးဆက်ဆံရတာဖြစ်ပါတယ်အမျိုးသမီးရဲ့စရောင်းတစ်ဖက်ကိုအမျိုးသားရဲ့ခန္ဓာကိုယ်တဝိုင်းမှာရှက်သန်းပြီးထိုင်တာလို့သလိုဆက်ဆံရတာမို့တင်မဆုံချက်သားတွေကိုအလူထောက်ပံ့ပေးမယ်လေ့ကျင့်ကမှာဒီပုံစံဆက်ဆံပြီးဒီဆက်ဆံပြီးကတော့အမျိုးသမီးကခေါက်ပိုင်းကိုကော်တင်ပြီးအမျိုးသားကဒူထောက်ဆက်ဆံရတဲ့အနေထားပါတချို့ကတော့ အောက်မှာကောင်းခံလို့ပြောတယ်။ဒါပေမဲ့အဲ့လိုကောင်းခံတာကကြတော့ခန္ဓာကိုယ်ရဲ့အာဟုမတုံရတဲ့အတွက်ဖောင်မွေးဘူးနော်။ဒီလိုဆက်ဆံတဲ့ပုံစံမှာအမျိုးသမီးကပေါင်တဲ့ခြေသလုံးသားတွေကိုတင်းထားပြီးအပြူရတဲ့အတွက် ပေါင်သားတွေကိုကျဉ်လဲလပါစေမှာပါနော်။တကယ်လို့အမျိုးသမီးကလက်နှစ်ဖက်ကိုနှောက်ပြန်ထားပြီးစပွဲပုံစံခေါ်ထားမယ်ဆိုရင်လေပကုံနဲ့လက်မောင်းသားတွေအတွက်ပါပါဝင်တာမို့ခန္ဓာကိုယ်အပေါ်ပိုင်းအတွက်ပါကောင်းမှသိရဲ့ရှင်။ ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းလေးကိုတော့ဒီမှာပဲခေတ္တရနာဝင်ပြုပါရှင်။နောက်ထပ်လည်းကျမတို့ channel ကနေဘုသူတော်ဖြစ်စေမယ့်အကြောင်းလေးတွေကိုရွေးချယ်တင်ဆက်ပေးပါမို့စောင့်မျှော်ပါစေပါအောင်ရှင်။ချစ်စုအမိခေကြတဲ့ပရိသတ်တရားစီစီကိုစိတ်ဆုတူပဲတင်ရှိပါရရှင်။